ရခိုင်ကစစ်ပေးချောင်းကလေးတွေကိုအခမ်းအမြစ်ပညာသင်ကြားပေးနေတဲ့လင်းယောင်ချေဖောင်ဒေးချင်းဟာဒီနေ့မှကြောင်းတိုးရှိဖွင့်လင်းနိုင်ရေးငွေကြေးနဲ့တခြားအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ဒီနေ့ပညာသင်နှင်းမှာတော့ကျောင်းနှစ်ကျောင်းထပ်တိုးပြီးကျောင်းသား1500ကိုလက်ခံပေးသွားမယ်လို့ပြောပါတယ်။အဲ့ဒီကျောင်းသားတွေထဲမှာတော့ရခိုင်၊ခမင်း၊မာရမာကျောင်းသားကျောင်းသူဦးရေ900မြို့ကျောင်းသားကျောင်းသူ400နဲ့ မွန်စလင်ကျောင်းသားကျောက်သူ၄၀၀ကိုဇယင်းကောက်ယူထားပြီဖြစ်တယ်လို့သိရပါတယ်။လူမျိုးဘာသာမရွေးရခိုင်ပြည်တွင်းကကလေးတွေပညာတက်မြောက်စေခြင်းတွေဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ရတာဖြစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကထက်ထိရောက်တဲ့ပညာသင်ကြားမှုတွေပေးမှဖြစ်တာကြောင့်အကူအညီတွေရရှိရတဲ့အတွက်ကမ်ပိန်းလုပ်ပြီးအလှူခံနေတယ်လို့သင်တာဝန်ရှိသူတွေကဆိုပါတယ်။ဒီကမ်ပိန်းနာမည်ကပညာအလှူဝိုင်းဝိုင်းကူပါ။ဒီကမ်ပိန်းတာဂက်က တိုင်ထောင်းရတာပါကမ်ပိန်းရူရှာကတခါဒီပုံကျဲမှုနေထက်မှာအနေနဲ့အရရကစိုက်ပစ်ရှော်လာခဲ့တဲ့စိုက်ပစ်ရှော်အရာခကျုပ်သူကျုပ်သောထောင်းရတာကိုနေရာခုခုမှာပညာအခါလဲတံပိလောက်ဖို့နေပြီလားအစီအစဉ်ပါဒီပညာတံကောက်ခေါင်းရဖို့ကျုပ်သူကျုပ်သောဒီထက်မှာမရူမာရမာခမိန်မုဆလမ်ရခိုင်ရိုနေပြီလားပါခဲ့ပါဖို့ဒီပညာတံကာလာကတခါ2025 2026ခေါက်ပညာတံလိုက်အကုန်ထိဖိုက်ပါတယ်